မောတာကိုတော့ကြာနေအမျိုးမျိုးပညာပြတယ်စစ်စဲနေရာမှာလည်းစေကန်းနေရာလည်းအမျိုးမျိုးပညာပြတယ်အေးချင်းနေရာလည်းအမျိုးမျိုးပညာပြတယ်ဟောက်မှာလည်းစကားတွေပြောတယ်ဒါတွေကဘာတွေလဲဘာကြောင့်ကိုယ်လိမျိုးချင်းကိုတင့်ကြတယ်နှိမ်ချင်တာလဲပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ခံဖြစ်တဲ့ Department of Maritime Administration DME ဌာနရဲ့ဖိနှိပ်မှုများစွာ ခံစားနေရတဲ့အတွက်မြန်မာသင်္ဘောသားလောကပြုပြင်ပြောင်းလဲဖို့စံနှပြတောင်းဆိုခဲ့ပါတယ်။ DME ရဲ့စာမွေးစနစ်တွေကျိုးနီစနစ်လုံထုံးလုံပြီးရညားပြတဲ့အပေါ်ပြောင်းလဲပေးဖို့နဲ့အလုတ်ကိုင်းခွင်းလဲများဆောင်ရွက်ပေးဖို့သင်္ဘောသားများထံမှရရှိတဲ့ငွေကြေးများပြန်လည်သုံးစွဲမှုကိုဟောပြပေးဖို့စတဲ့ပြင်ဆင်စီခြင်းရဲ့အချက်၉ချက်ကိုတောင်းဆိုခဲ့ကြပါဗါတာဝန်ယူတာဝန်ခံမှုမရှိဘဲဘတ်ဂျက်ရရှိဖို့အတွက်သာကြည့်ပြီးအလုတ်ကိုင်းရှာဖွေပေးမှုမရှိသလိုလောက်ခလဆရရှိဖို့လဲကြန့်ကြာမှုတွေဖြစ်ပေါ်နေတဲ့အကြောင်း တင်မော့တက်ပြီးပြန်ရောက်တိုင်းမွမ်းမံတင်နန်းစာမွေးအစစ်စင်ပြန်လည်ဖြေဆိုရမှာအခက်ခဲများစွာငွေကြေးများစွာကုန်ကြပြီးချိန်ကျန်ကြာမှုဖြစ်နေတာဟာအိုင်လူရဲ့စည်းကမ်းချက်တွေနဲ့လည်းကိုက်ညီမှုမရှိပါဘူးနိုင်ငံအများစုမှာတင်မော့သားတွေကိုလိုက်ခေါ်နေရပေမဲ့မြန်မာနိုင်ငံမှာတော့ကုမ္ပဏီပွဲစားကပေးကာမရေရာမှုတွေနဲ့ကြုံတွေ့လို့လောင်ပြောင်ခံနေရပါတယ်တင်မော့သားများရဲ့အကြောင်းကို ေချာတည်တဲ့ပညာရှင်များကိုဥဆောင်မှသင်္ဘောသားလောကဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီးလူမဲ့နေရာမဲ့မရှိဖြစ်နေတယ်လို့ဆိုပါရယ်ကျွန်တော်တို့လူချင်းတဲ့ပုံစံကျွန်တော်တို့သင်္ဘောသားတွေပဲကျွန်တော်တို့သင်္ဘောသားလောကကိုဥဆောင်မှဒါကျွန်တော်တို့လောကကြီးဖွံ့ဖြိုးတိုးတက်မှာပေါ့တကယ်လို့လာတဲ့ဆရာကြီးတွေပေါ့နော်အင်္ဂလန်ကနေဒါရိုက် marine လက်မှတ်တွေယူလာတယ်အဲ့လိုမျိုးဆရာကြီးတွေအများကြီးရှိတယ်အဲ့ဆရာကြီးတွေကြတော့ ဂျောင်တိုးခံတာကျွန်တော်တို့လောကတော့ဝမ်းနေစရာဖြစ်မြင်တွေ့နေရပါတယ်အဲ့ဒီဆရာကြီးတွေဒါကျွန်တော်တို့လောကကိုဥဆောင်မယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့လောကကြီးကနိုင်ငံတကာနဲ့တန်းတူရင်ပေါင်တန်းနိုင်မှာပါအဲ့ဒါကြောင့်ဒီပွဲကိုလုပ်ပြတာပေါ့တော့လူမှန်နေရာမှာမဖြစ်ဘူးပေါ့ကွာဒီလိုပြောင်းလဲနေတဲ့ခေတ်ကြီးထဲမှာ1983ခုနှစ်မေလ16ရက်နေ့ကစတင်ပြီး Department of Maritime Administration DME အမည်ကိုစတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ DME က license ချပေးထားတဲ့ company agent တွေ ခေါင်းပုံဖြတ်နေတာကိုဘေဌာနတိုင်ကြားရမလဲမသိသလိုဖြည့်ရှင်းပေးမှုမရှိသလောက်ဖြစ်နေတယ်လို့ဆိုပါရယ်။တင်မော့ကပတင်ရွေးချယ်မှုမှာလည်းချိန်ငါးမွေမှသာဖြစ်ပိုင်ခွင့်ရှိသလိုဖြစ်နေတာကြောင့်ဒီမိုကရေစီနီးကျအပြင်းမရွေးချယ်ခွင့်လည်းလိုအပ်နေပါရယ်။ဖိလစ်ပိုင်တင်မော့သားတွေတော်တယ်ဆိုတာသူတို့အစိုးရရဲ့ကူညီမှုတွေရသလိုမြန်မာတင်မော့သားရဲ့နောက်မှာလည်းပို့ဆောင်ရေးဝန်ကြီးဌာနရေချောင်းဦးစီးဌာနအစိုးရတို့အနေနဲ့ မြန်မာတင်မောသားတွေရဲ့နောက်မှာရှိစေခြင်းတယ်လို့တောင်းဆိုခဲ့သူကကိုတက်နိုင်ဦးပါအခုကုမ္ပဏီမှာတင်တန်းနေဖွင့်တယ်တင်တန်းနေဖွင့်တာကြာရင်အဲ့စာတင်တဲ့ဆရာကြီးကပဲကျွန်တော်တို့ပြောတယ်ဖိလစ်ပင်းတင်မောသားတွေတော်တယ်တော်တယ်တော်တယ်ဆိုတာကျွန်တော်စဉ်းစားလို့ဘာလို့တော်တာလဲသူတို့တွေကသူတို့နောက်မှာအစိုးအစိုးရအစိုးရကြောတော့နောက်ကန်ရှိတယ်ရှိရခါကြတော့သူတို့တွေကကုမ္ပဏီနဲ့ပြဿနာဖြစ်လာတဲ့ခါကြရင်သူတို့ကအထက်ကြီးလှုပ်လို့ရတယ်ပြန်သွားလဲသူတို့တွေအစိုးရတိုက်ခိုက်ရှိရတဲ့အတွက်နောက်ကုမ္ပဏီကိုရှာပေးတယ်ကျွန်တော်တို့မှာအဲ့လိုမရှိဘူး ဲ့ဒါကိုသူကတောင်းနေတာ။ဒါတွေကိုကျွန်တော်တို့ကမေးရမယ်။ကျွန်တော်တို့တောင်းလဲစင်ရအဲ့ဒါတွေပေါ့။ပြောရမယ်ဆိုရင်တော့ဗျာဒီ DMA လို့ခေါ်တဲ့ရေချောင်းဥစည်းဌာနရဲ့ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့အစိုးရရဲ့ကျွန်တော်တို့နောက်မှာဖြစ်စေချင်။တင်မောသားရဲ့မျောလင်းချက်တွေနှစ်တော်ကြာတိဖြစ်မလာတဲ့အတွက်ဆန္ဒပြရခြင်းဖြစ်ကအချက်ရှိချက်ကမှန်ကန်တယ်လို့ထောက်ခံကြောင်းရေချောင်းတင်မောသားသဘောတူညီချက်မှာတင်မောသားပြည်ထနာဖြည့်ရှင်းမှုအလုရှင်အလုသမအစိုးရဆိုပြီး ကိစ္စရက်တွေဖြည့်ရှင်းဖို့ဖွဲ့စည်းနိုင်ခြင်းမရှိသေးသလိုတင်မောသားများအနေနဲ့ပြဿနာတစုံတရာပေါ်လာပါကတိုင်ကြားနိုင်ဖို့ခက်ခဲနေတယ်လို့ကပတိန်ကျော်မြအူးကထောက်ပြခဲ့ပါဗါတယ်။တင်မောသားဒီကြောင်တင်မောသားလူသမားများကွန်ဗင်းရှင်းဆိုရှိတယ်။အဲ့ကွန်ဗင်းရှင်းမှာတင်မောသားပြဿနာတွေဖြည့်ရှင်းပေးဖို့ tripartite ဆိုတဲ့အဖွဲ့အစည်းအလို့ရှင်အလို့သမားနိုင်ငံတော်အစိုးရဆိုတဲ့၃၃ဖလဲ ဖွဲ့တစ်ခုပုံရုံးဖွဲ့မျိုးဟောသုံးသုံးမလဲအဖွဲ့တစ်ခုအတည်းပြောဒီအရေးကိစ္စများကိုဖြည့်ဆင်းပေးတာဘူးအဲ့ဒီလိုဖြည့်ဆင်းဖို့အဖွဲ့ရလဲခုထိအကောင်ထဲမပေါ်သေးဘူးအဲ့တော့ဒီနေ့သမောသားတွေကြံ့လာဖြစ်မလို့သွားတာအဲ့တော့ဒီလိုမချေနှက်ချက်တွေပေါ်လာပြီးထုတ်ပေါ်တဲ့အဆင်ဖြစ်လာပြီဖြစ်လာပြီးလို့ရှိလို့ရှိရင်တော့ DMA ကပြုတ်ပြင်နေမှာလေလို့အဲ့လိုပဲယူဆပါတယ်